တော်လိုင်းညာချက်မှာလူလူမြားတင်ထားတဲ့ဒီဇင်ဘာ၈ရက်ညပိုင်းသတင်းစစ်ဆေးကိုကျွန်တော်ကိုစောကတင်ဆက်ပေးပါမယ်။မြန်မာညီညွတ်ရေးဆိုရ UNG ကိုဒီကနေ့မှာပဲပြန်လည်ဖွဲ့စည်းလိုက်တာဝန်ကြီးချုပ်နဲ့ဒုဝန်ကြီးချုပ်ပြန်လည်ပါဝင်လာတာမရှိတော့ပါဘူး Federal Democracy ပြည်ညံကြမြန်မာညီညွတ်ရေးဆိုရဖွဲ့ UNG ကိုဒီကနေ့ဒီသမား၈ရက်မှာပြန်လည် ပြင်ဆင်ဖွဲ့စည်းလိုက်ပြီးနိုင်ငံတော်သမားဖြစ်ဦးအင်းမြင့်နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ဒေါက်ဆန်းစုကြည်တို့ကဆက်လက်ပါဝင်နေကာယာယီတန်တော်ဖြစ်ဒူဝါလာရှီလာမှဆက်လက်တာဝန်ထားတယ်လို့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRP ကထုတ်ပြန်ပါတယ်။အခြားဆိုရနေရာတွေအတွက်ပြည်ထောင်စုဝန်ကြီးချုပ်ဖြစ်မန်ဝဲခိုင်တန်းနဲ့ပြည်သူ့ဝန်ကြီးချုပ်ယုံဝန်ကြီးနေရာကိုဒေါက်တာဆော်ဝီဆိုးကပြောင်းလဲတောင်းရည်ခဲ့တာပါ။ရခိုင်နိုင်ငံခြားရေးဝန်ကြီးပြည်ထောင်စုလူမှုကြီးကြပ်ရေးဝန်ကြီး ကာဝေးဝင်ကြီးလူ့ကွင်ဆိုင်ရာဝင်ကြီးပါဝင်ဝင်ကြီးဌာန73ခုမှာလူပြောင်းလဲမရှိပဲပြည်ထောင်ဝင်ကြီးဖြစ်တဲ့ဂျာထွန်ပန်နဲ့ကျမိုက်ဝင်ကြီးဖြစ်တဲ့ဒေါက်တာဒေါ်ရှိပုံတို့သာနေရာပြောင်းလဲဖြစ်ခဲ့ပါတယ်အခြားဒုဝင်ကြီးနေရာတွေမှာလူချုပ်ပြောင်းလဲခဲ့သလိုဖက်ဒရယ်ပြည်ထောင်စုရေးရာဒုဝင်ကြီးဦးချစ်ထွန်းမှာစက်တင်ဘာ25ရက်မှာကွယ်လွန်ခဲ့တဲ့လူစားထိုးသွားခဲ့ပါတယ်ဒေါက်တာဆဆာဦးထင်လေးအောင်ဒေါခင်မမမျိုးနိုင်ထုတ်ဖေကနိုင်သူမနနော်ဆူဆန်နာလလဆိုးဦးမှုစောဦး တော်ဤတဆောင်မောင်ဦးချစ်ထွန်းအပါဝေးဝင်းကြီးနဲ့ဒုဥကြီးရှိဦးဟာပြစ်ဆက်လိုက်တဲ့အန်ယူဒီဆိုရဖွဲ့မှာမပါဝင်လာတော့တာဖြစ်ပါတယ်။